ာပါရှင်အခုချိန်ကစပြီးနိုဝင်ဘာလ9ရက်ဗုဒ္ဓဟူးနေ့ညပိုင်းသတင်းမီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါကရင်ပြည်ကစစ်မျက်နှာမှာတော့တိုက်ပွဲတွေကအရင်ကပြင်းထန်နေတော့ပဲလို့မြပြည်တည်င်းမြစ်တွေကပြောပါတယ် အဓိကအဖြစ်ကရင်အမျိုးသားစည်းရုံး KNU နဲ့ပူပေါင်းတပ်ဖွဲ့တွေလှုပ်ရှားတဲ့ဖပွန်ဒေသနဲ့မြဝတီနယ်ဆက်ဒေသတွေမှာစစ်ကော်မရှင်တပ်ကအင်အားတွေအများကြီးတုံးပြီးထိုးစစ်ဆင်နေတာပါနိုဝင်ဘာလ၄ရက်နေ့အထိထိုးစစ်တွေဆင်နေတော့ပဲလို့လည်းပြောပါရယ်ဖပွန်ဘက်ချန် KNU တပ်မဟာ၅နယ်မြေမှာဆိုရင်စစ်ကောင်မရှင်စစ်ကြောကကတိုင်းတီရွာနာကမြွာကုန်းစီကိုတပ်ဖို့စူးစမ်းနေတာတလကျော်လောက်ရှိနေပြီလို့မြေပြေသတင်းရင်းမြစ်ကပြောပါရယ် စက်တင်ဘာလကုန်ရက်ကစတဲ့ဒီထိုးစစ်ဟာစစ်ကောမရှင်ကလီတောင်းပစ်ကူတွေဘလောက်ပေးပေးမြေပြင်မှာတော့ရှေ့တဲလို့မရပဲပိတ်မိနေတယ်လို့ KNU တာဝန်ရှိသူတွေဘက်ကသတင်းမီဒီယာတွေမှာပြောဆိုထားပါတယ်ဒါပေမဲ့မြေပြင်မှာရှိမတိုးနိုင်လေစစ်ကောင်မရှင်တပ်ကလေရင်နဲ့ဘုံကျဲတာဒရုန်းနဲ့တိုက်ခိုက်တာတွေပိုလောက်လာပါတယ်။ဒီရဲ့ပိုင်တွင်ဘုံကျဲလို့ကြောင်းရီဘော်ရာဆောင်ရီအရက်သားအဆောက်အုံတွေလည်းပြည့်စည်သွားတယ်လို့ဆိုပါတယ်။ ဒါပြင်မြဝရီဖက်ချန်တက်မဟာ6နေမြီမှာလဲစစ်ကွန်မရှင်တက်ဟာပုံမှန်တက်သားတွေထက်နီးပညာမြင့် drone ရဲ့လက်နက်ကြီးတွေရဲ့ကိုအဓိကထားပြီးထိုးစစ်ဆင်နေပါတယ်လေကေကောရတေကူဖလူရဝန်းကျင်တွေမှာ KNU KNLA ပူပေါင်းတပ်တွေက အပြင်ထံပြန်ခုခံနေရာကြောင့်တိုက်ပွဲတွေကဆက်ဖြစ်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ် စစ်ကော်မရှင်တပ်ဟာတရင်ပြည်မှာလိုချင်တဲ့ပြည်မှတ်တွေကိုမြပြင်တပ်နဲ့သိမ်းယူဖို့အခက်အခဲရှိနေတာကြောင့်ဤပညာနဲ့လေကြောင်းအင်အားကို အပြင်းထန်အားကိုပြီးဖိအားပေးနေတာကိုတွေ့ရပါတယ်။ဂရနီကရားပြည်မှာစစ်ကော်မရှင်တပ်ရဲ့လူခွင့်ရချိုးဖောက်မှုတွေကြောင့်အော်တိုဗာလာအတွင်းအရက်သား9ရောက်တိစုံခဲ့ရပါတယ်။ ကရနီကရားပြည်ထက်ကအရက်သားတွေဟာစစ်ကုမရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဇိုးဝတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ဂရနီလူခွင့်ရေးအဖွဲ့ KNHRD ကဒီနေ့မှထုတ်ပြန်ပါတယ်။ဂရနီလူခွင့်ရေးအဖွဲ့ KNHRD ကအော်တိုဗာလာအတွက်ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာအရစစ်ကုမရှင်တပ်ဟာမြေပြင်မှာရောလေကြောင်းကပါမစင်မချင်းတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ KNHRG ရဲ့မတ်တမ်းတွေအရအော်တိုဘာလတလထဲမှာစစ်ကုမရှင်ရဲ့ပြစ်ခတ်မှုနဲ့ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူတိဆုပ်သူ9ယောက်ရှိခဲ့ပြီးဒဏ်ရာရတဲ့သူတွေကတော့14ယောက်ရှိပါတယ်အထူးသဖြင့်တော့ဒီတေဆုံးထင်ရရသူတွေထဲမှာကလေးတငယ်တွေနဲ့အမျိုးသမီးတွေလည်းပါဝင်နေရပဲဖြစ်ပါတယ် KNHRG ကစစ်ကော်မရှင်တပ်ဟာအဲရီကိုမီးရှို့ဖျက်ဆီးတာလက်နက်ကြီးတွေနဲ့ရွာတွေကိုပစ်ခတ်တာဒရုန်းတွေသုံးပြီးအရက်သားတွေကိုတိုက်ခိုက်တာလိုမျိုးလူအခွင့်အရေးချိုးဖောက်မှုတွေကိုဆက်တိုက်ကျူးလွန်နေရလို့ထုတ်ပြန်ထားပါတယ်ဒီလိုတိုက်ခိုက်မှုတွေကြောင့်ဒေသခံတောင်းနေချီရဲ့ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရပြီးလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေပါတယ် ခိုင်အချုပ်ခံထောက်ပေါက်ပြေးမှုဖြစ်ခဲ့တဲ့တည်င်းကိုပြောပြပါမယ်။ဓမြတယောက်ကဥဆောင်ပြီးအကျဉ်းသား30ကျော်ထွက်ပြေးသွားတာလို့မြပြည်တည်ရဲမြစ်တွေကဆိုပါရီ။ရှမ်းပြည်မြောက်ပိုင်းကိုခိုင်မြို့မှာရှိတဲ့တအန်သက် TNL ရဲ့အချုပ်ခံထဲကနေအကျဉ်းသား30ကျော်ဖောက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါရီ။ ဖြစ်စဉ်ကနိုဝင်ဘာလတရက်နေ့ညတကောင်မှာဖြစ်ခဲ့တာပါဒီသားခင်တွေရဲ့ပြောပြချက်အရအချုပ်ခန်းထဲမှာစုစုပေါင်းအချုပ်သား36 39ရောင်းဝန်းကျင်ရှိခဲ့ပါတယ်ဒီထဲမှာစစ်ကော်မရှင်တရက်စစ်တုပ်ပန်းတွေမပါဝင်ပါဘူးတခိုးဓမြမန္တိမှုကျူးလွန်သူလူတပ်မှုနဲ့ငွေစေဝါတမစရဲပြည်မှုကြီးကြီးမားမားကျူးလွန်ထားသူတွေပဲပါဝင်တယ်လို့နှိဆက်သူတွေကဆိုပါတယ် ထောက်ဖောက်ပြေးပုတ်ကတော့အချုပ်ခန်းဆောင်တယောက်တည်းရှိတဲ့အချိန်မှာဓမြတယောက်ကဥဆောင်ပြီးလှုပ်ချုံရေးအပေါ့သွားချိန်ကိုအခွင့်ကောင်းယူခဲ့တာပါအချုပ်သားတယောက်ကအပေါ့သွားချင်းရောက်ဆောက်ပြီးအချုပ်ထောင်ဆောက်စီကတော့ကိုလူယူခဲ့ပါတယ်။အဲ့ဒီနောက်အချုပ်ခဲတကားတော့တွေကိုအကုန်ဖွင့်ပြီးတယောက်မကြံခေါ်ထုတ်ထွက်ပြေးသွားတာဖြစ်ပါတယ်။ဒါပေမဲ့ထွက်ပြေးသူစုစုပေါင်း36ယောက်မှာ6ယောက်လောက်ကိုတော့ TNL တပ်ဖွဲ့တွေကပြက်ဖမ်းမိထားတယ်လို့သိရပြီးကျန်တဲ့သူတွေကတော့လူမြောက်နေဆဲဖြစ်ပါတယ်။ ထွက်ပြေးသွားသူတွေထဲမှာကိုခိုင်မျိုးကမဒိန်မှုကျူးလွန်ထားတဲ့ဆရာဝန်တယောက်အပါဝင် ပြည်မှုကြီးတွေကျူးလွန်ထားသူတွေပါဝင်တယ်လို့ဆိုပါတယ် TNL ဘက်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအခုချိန်ထိတော့တရဝင်းတည်င်းထုတ်ပြန်ခြင်းမရှိသေးပါဘူးအခုလောလောဆယ်မှာတော့ TNL အဖွဲ့ဝင်တွေဟာလူမြောက်သွားတဲ့တန်တရားရှိသူတွေကိုအသေးအတန်လိုက်လံရှာဖွေနေပါတယ်မကွေတိုင်းပေါင်းမြို့နယ်ကတည်င်းတစ်ခုနဲ့ဆက်ပါမယ် ဲ့ဒီမှာရှိတဲ့ဒေသခံပြည်သူ12000ကျော်ဟာစစ်ကောင်မရှင်တပ်ရဲ့ထိုးစစ်ကြောင့်ဘေးလို့ရတောတာရီထဲကို ထွက်ပြေးသိမ်းရှောင်နေကြရတယ်လို့ပေါ့မြွန်နယ်ပအဖလူသားချင်းစာနာဌာနကထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ3ရက်နေ့ကစပြီးစိတ်ဖြူအခြေဆိုင်ကပ္ပစာ20နှစ်လက်နက်စက်ရုပ်ကစစ်သား900နီးပါးဟာပြူစောထီးတွေနဲ့ပူပေါင်းပြီးစစ်ကြောင်း3ကြောင်းခွဲကပေါင်းမြို့နယ်ထဲကိုထိုးစစ်ဆင်နေတာပါ ဒီစစ်ကြောင်းဟာရွာပေါင်း16ရွာက8000စု3000ကျော်ကို ထွက်ပြေးစီခဲ့တာဖြစ်တယ်လို့ပေါင်မြို့နယ်ပအဖရဲ့နိုဝင်ဘာလ၄ရက်နေ့ထုတ်ပြန်ချက်ကဆိုပါတယ် ီလိုထွက်ပြေးသွားတဲ့အပြင်စစ်ကောင်မရှင်တပ်ကရွာထဲဝင်ရောက်ပြီးအရက်သားပြည်သူပိုင်းနေအိမ်တွေကိုမိရှို့ဖျက်ဆီးမှုတွေကိုလည်းဆက်တိုက်လုပ်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနင်္လာနေ့ကဆိုရင်မြို့ရဲ့အရှိပိုင်းကအုံတော်တောင်စုကနေအိမ်တွေမိရှို့ခံရတယ်လို့ဒေသခံတွေစီကသတင်းရထားတယ်လို့လည်းပေါ့မြို့နယ်ပါအဖာနယ်နီဆက်သူတယောက်ကပြောပါတယ်။စီလီလာသူတွေကတော့စစ်ကော်မရှင်တပ်ဟာတော်လန်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ပေါ့မြို့နယ်တောင်မြောင်းနဲ့အနောက်ဖက်ခြမ်းကအရေး းပါတဲ့ဒေသတွေကိုထိချုပ်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးစစ်မျက်နှာအသိဖွင့်ဖို့ရည်ရွယ်ပုံရတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်ဒီလိုအခြေအနေတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ပေးရှောက်ပြည်သူ12000ကျော်အတွက် အကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့လည်းပေါင်းမြို့နယ်ပအာဖာလူသားချင်းစာနာဌာနကမြစ်တမ်းရက်ခန့်ထားပါရီအခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ နယူးယောက်မြို့မြို့တော်ဝန်ရွေးပွဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်မလိုလားတဲ့ဒီမိုကရက်တစ်ဆိုရှယ်လစ်တယောက်ဖြစ်တဲ့ဇိုရန်မန်ဒန်နီကအနိုင်ရရှိခဲ့ပါတယ်။နယူးယောက်မြို့မြို့တော်ဝန်ရွေးပွဲကို1969ခုနှစ်နောက်ပိုင်းမဲပေးသူ အများဆုံးဆန့်ကျင်တဲ့အောင်မဲဆန္ဒရှင်နှစ်တန်းကျော်တို့ကမဲပေးခဲ့ကြပါတယ်။ ်သမရထရက်ကသူမကြိုက်တဲ့သူကိုရွေးချယ်မယ်ဆိုရင်ပြည်ထောင်စုဘတ်ဂျက်တွေဖြတ်တောက်ပြီးစစ်တပ်တွေစီလို့မယ်လို့ခြေချောက်ထားပြီးမြို့တော်နေသူတွေကအသက်34နှစ်သာရှိသေးတယ်မန္တန်နီကိုမဲ့ပေးခဲ့ကြတာဖြစ်ပါတယ်မဲ့ပေးခင်ညကတော့သမရထရက်ကပြိုင်ဘက်အင်ဒရူကူမိုကိုမဲ့ပေးကြဖို့ပြောခဲ့တာလည်းဖြစ်ပါတယ် မန္တန်နီကမြို့တော်မှာကုန်စည်နှုန်းတွေတင်းတင်းလာစေဖို့ကိုအဓိကထားပြီးလူမှုမီဒီယာကိုကြွကြွင်ကျင်ကျင်အသုံးပြုနိုင်ပြီးလူငယ်တွေနဲ့ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ထောက်ခံမှုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။နယူးယောက်မြို့တော်ဝန်ဖြစ်လာတဲ့မန်ဒန်နီဟာအိန္ဒိယနွယ်ဖွားမိဘတွေကယူဂန်ဒါနိုင်ငံမှာမွေးဖွားခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာမှအမေရိကန်ကိုရွှေ့ပြောင်းလာခဲ့သူလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံတရားရုံးကကိုကဲနေချာဆောက်သက်ခေါင်းဆောင်တွေအပါအဝင်အွန်လိုင်းငွေလိမ်ဂိုင်းနဲ့ပတ်သက်သူလူ9ယောက်ကိုနိုဝင်ဘာလ4ရက်နေ့ကတည်တံအပြစ်ပေးလိုက်တယ်လို့စင်ခွာသတင်းမှဖော်ပြပါတယ်တည်တံချမှတ်ခံရသူတွေထဲမှာကိုကဲခေါင်းဆောင်ဟာပယ်ဆောင်ချိန်နဲ့တားဖြစ်တဲ့ပယ်ရင်ချိန်တို့လည်းပါဝင်ပါတယ်သူတို့အပါဝင်၅ယောက်ကိုတည်တံချမှတ်ခဲ့ပြီး၂ယောက်ကိုတော့နှစ်နှစ်ဆိုင်ခဲ့တည်တံချမှတ်လိုက်ပါတယ် နောက်ထပ်9ယောက်ကိုထောင်ရန်တသက်နဲ့9ယောက်ကိုတော့ပြည်နေတဲ့အပါဝင်နှိရှိထောင်ရန်တွေချမှတ်လိုက်ပါတယ်အမှုရီထဲမှာအွန်လိုင်းလိမ်လည်မှုလူတက်မှု ပြန်ပေးဆွဲမှုငွေညှိမှုလောင်ကစားရုပ်ဖွင့်မှုတရားမဝင်နေဆက်ဖြတ်ကျော်တာကိုကူညီမှုပြည်တန်စာမှုစတဲ့အမှုတွေအများအပြားပါဝင်ပါတယ် ဒီအမှုတွေနဲ့ပတ်သက်တဲ့တက်တေအထောက်ထားတွေကိုတော့30 29စီစဉ်ရဲ့အသွင်မှာတရုတ်အရာရှိတွေကကိုကဲဒေတာလောက်ကင်မှာလူပေါင်းထောင်ချီစီကတွားရောက်ရှာဖွေခဲ့တာလို့တရရခွင်မှာဖတ်ကြားခဲ့ပါတယ်။ ကိုကင်းဒေတာမှာဆီယောစုနဲ့ပူပေါင်းခဲ့တဲ့မိသားစုကြီး၄စုဖြစ်တဲ့ပယ်မိသားစု၊ဝေမိသားစု၊မြေမိသားစုနဲ့လျိုမိသားစုတွေဟာကြားဖြတ်အပါဝင်အမှုပေါင်းများစွာနဲ့တရုတ်အကျဉ်းထောင်တွေမှာထိတ်သိမ်းခံနေရပြီးအမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းကတော့ကွယ်လွန်သူမြေလျှောက်ချမ်းရဲ့သားမြေကော်ဖြစ်နဲ့မြေဖြစ်တဲ့မြေကျိကျိအပါဝင် လူ7ယောက်ကိုလည်းတရုတ်တရားရုပ်တစ်ခုကစက်တင်ဘာ29ရက်နေ့ကတင်တဲ့ချမှတ်ထားပါတယ်အင်္ဂလန်ကနာမည်ကျော်ဘောလုံးသမားဟာဒေးဗစ်ဘက်ခမ်ကိုနံပါတ်3ချားစ်ဘရင်ကနိုဝင်ဘာလ4ရက်နေ့မှာမြင်းစည်းသူရဲကောင်းတစိမ့်ပေးအပ်ပြီးစာပွဲချီးမြှင့်ခဲ့ပါတယ် ဒီသူရဲကောင်းစာပွဲကိုတော့ဘောလုံးကစားပွဲတွေမှာအင်္ဂလန်နိုင်ငံအတွက်ထူးထူးချွန်ချွန်ကစားနိုင်ခဲ့တာနဲ့ဗြိတိရှလူမှုအတိုင်းဝိုင်းအတွက်ပရာဟိတာလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက်ပေးအပ်ခဲ့တာဖြစ်ပါတယ်ဒေးဗစ်ဘက်ခမ်းဟာအင်္ဂလန်အမျိုးသားဘောလုံးအသင်းရဲ့ခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်ပြီးကမ္ဘာဖလားပွဲ၃ချိန်တိုင်အောင် အင်္ဂလန်အသင်းမှာပါဝင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်၊ရီယယ်မက်ဒရစ်စတဲ့ကလပ်အသင်းကြီးတွေမှာလည်းအောင်မြင်မှုအများပြားရရှိခဲ့ပါတယ်။ 2021ခုနှစ်လန်ဒန်အိုလံပစ်ပွဲတော်ကျင်းပခွင့်ရရည်အတွက်လဲသူဟာတန်တမန်ကောင်တယောက်အနေနဲ့ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်ဘောလုံးအကစားမှတင်မကပါဘူးဒေးဗစ်ဘက်ခန်ဟာ2005ခုနှစ်ကစပြီး UNICEF ရဲ့တန်တမန်တယောက်အနေနဲ့နှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့ပြီးကလေးတွေအတွက်ရန်ပုံငွေအများကြီးကိုရှာဖွေပေးနိုင်ခဲ့တာကြောင့် UNICEF အဖွဲ့က2015ခုနှစ်မှာသူ့နာမည်နဲ့ရန်ပုံငွေတစ်ခုကိုထူထောင်ခဲ့ပါတယ် 2024ခုနှစ်မှာတော့ David Beckham ဟာဘရစ်ဖောင်ဒေးရှင်းမှာတန်အမတ်ဖြစ်လာခဲ့ပြီး Charles ဘရင်ရဲ့ပညာရေးအစီအစဉ်တွေနဲ့လူငယ်တွေကိုတဘာဝပတ်ဝန်းကျင်ကိုပုံမနားလည်စေမဲ့လုပ်ငန်းတွေမှာပံ့ပိုးပေးခဲ့ပါတယ်။စာပွဲဖြစ်တဲ့သူရဲကောင်းစုပီပွဲအခမ်းအနားကိုအင်္ဂလန်နိုင်ငံဝင်စာနန်းတော်မှာကျင်းပခဲ့ပြီးဇနီးဖြစ်တဲ့ Victoria နဲ့မိဘနှစ်ပါးဖြစ်တဲ့ Sandra နဲ့ David တို့လည်းတက်ရောက်ခဲ့ပါတယ်။ David ဟာအခုချိန်မှာတော့အသက်50ရှိပြီဖြစ်ပါတယ်။ ဒေတာအခေါ်တီနိုလို့ခေါ်တဲ့ကယ်မေဂီတိုင်ဖုန်းမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံမှာအနည်းဆုံးလူပေါင်း66ယောက်သေဆုံးစေခဲ့ပြီးပြည်စည်းမှုအများကြီးလည်းဖြစ်စေခဲ့ပါတယ်။ဒီနေ့အတွင်းအပြင်းထန်ဆုံးတိုင်ဖုန်းမုန်တိုင်းရွေထဲကတစ်ခုဖြစ်တဲ့ကယ်မေဂီဟာဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းစီဘူးကျွန်းကိုဝင်ရောက်ချိန်မှာတော့မြို့တစ်မြို့လုံးကိုရွေလန်းမိုးသွားခဲ့ပါတယ်။အဲဒီမှာပဲလူ49ယောက်သေဆုံးခဲ့ပြီး26ယောက်ပျောက်ဆုံးသွားခဲ့ပါတယ်။ လူမှုမီဒီယာတွေမှာပြန့်နှံ့နေတဲ့ရုပ်သံတွေထဲမှာတော့လူတွေဟာအိမ်ခေါင်မိုးတွေပေါ်မှာတက်နေကြပြီးကားတွေနဲ့ပင်လယ်ကူးကွန်တိန်နာတွေဟာလမ်းတွေတလျှောက်ရီနဲ့မျောပါနေကြပါတယ်။စီဘူးရဲ့တောင်ပဲမင်ဒနောင်ကျွန်းမှာတော့စစ်ဟယ်လီကော်ပတာတစီးပြတ်ကျသွားခဲ့ပြီးဝန်ထမ်း6ယောက်လည်းတည်ဆုပ်သွားခဲ့ပါတယ်။မုတ်တိုင်းတီနိုဟာကန်းချီကိုဝင်ရောက်တဲ့အခါမှာအပြော့သွားခဲ့ပေမဲ့လေတိုက်နှုန်းဟာတနအီကိုမိုင်80ကီလိုမီတာ130အထိရှိနေခဲ့တော့ဖြစ်ပါတယ် မုတ်တိုင်းမဲလ်မေဂီခေါ်တီနိုကြောင့်လူပေါင်း၄သိန်းကျော်ကိုနေရာရွှေ့ပြောင်းထားနေရတယ်လို့ဖိလစ်ပိုင်သဘာဝဘေးအန္တရာယ်အင်ဂျင်စီကပြောပါရယ်။ထိုင်းနိုင်ငံမှာတော့အရှေ့မြောက်ပိုင်းအရှေ့ပိုင်းအလယ်ပိုင်းမြေပြန့်လွင်ပြင်တဲ့မြောက်ပိုင်းတွေမှာတောက်ကြစနေနေ့တွေမှာမုတ်တိုင်းကြောင့်မိုးသည်ထန်လာတယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါရယ်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနေ့လနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကို ထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။